ျပန်နိုင်ငံမှာအမေရိကန်ကားမျိုးစားတွေကဘာလို့အရင် ရှာရတာလဲတချို့လူတွေကဒါဂျပန်လူမျိုးတွေကအမေရိကန်ကကားတွေကိုမယုံရဘူးလို့ထင်တာကြောင့်လို့တွေးကြပါတယ်ဒါကမမှန်ပါဘူးဘာလို့လဲဆိုတော့တကယ်အကြောင်းပြချက်ကတင့်ကိုအန်အောင်ဖေးပါလိမ့်မယ်ပထမဆုံးအမေရိကန်ကဂျပန်နိုင်ငံတလေးနဲ့ကနေထိုင်မှုပုံစံတွေကမကိုက်ပါဘူး အရှနိုင်ငံသားတွေကတင်းငယ်ပြီးအသုံးဝင်တဲ့ကားတွေကိုတုံးတက်တယ်။သူတို့ရဲ့ရိုးရှင်းတဲ့လူနေမှုပုံစံနဲ့အသိများကြပါတယ်။အမေရိကန်တွေကကားကြီးကြီးတွေ၊ထရက်ကားကြီးတွေဝယ်ကြပြီးပတ်ကင်းနီးယားဖောက်ကိုယူတတ်ကြပါတယ်။ဂျပန်ကလန်တွေကအများသောအားဖြင့်ချင်းမြောင်းစားလေးပြီးတော့ပါကင်တွေကလည်းကျက်လိရှိပါတယ်အထူးသဖြင့်မျိုးကြီးတွေဖြစ်တဲ့တိုချိုလိုမျိုးတွေမှာပေါ့ပေးရတဲ့အခွန်တွေတော့မှသင်းရရင်မျိုးစားနဲ့တွက်ကြတာပါဒါကြောင့်မဲ truck ကအကြီးကြီးတွေ SUV တွေကိုတုံးဖို့တော်လက်တွေမကြပါဘူး ဒုတိယအချက်ကတော့ဂျပန်လူမျိုးတွေက local brand တွေကိုအားပေးကြတာကြောင့် S Honda, Nissan, Subaru, Mazda စတဲ့ကအမျိုးအစားတွေကိုပဲအသုံးပြုကြလိမ့်ရှိပါတယ်။ဒါပြင်ဒီကားတွေက Hell Castle, Viper တို့ထပ်တောင်ပို့ပြီးမြန်တာကြောင့်တခြား American ကားတွေကိုကြောကြည့်နေကြလည်းမလိုပါဘူး။